မအချင်းစားနေဘာဖြစ်လို့လဲခြေကြောပွဲစေတဲ့ဆီရဲဆိုပြီးကလိုရတုံးတမယူနေဟိုက်ချက်ဒစီနောက်ပြက်ကားဒစီနှစ်စီးသွားတာပွဲစေရပြန်လာပြီးအန်ရတာအန်နာအန်နာသုံးခါတော့အန်နဲ့ကိုယ့်ကိုယ်တော့မကြီးသွားပြီတောင်ထင်ရတယ်အဲ့လောက်ဒီအန်နာနည်းနည်းတော့လူမမဟုတ်တာမငယ်ဘူးကွက်ဒီပဲဆေးဒါသာကောင်းတယ်စားပါလားစားပါဩကလေးမျိုးဇီးရိုနဲ့မယမ်းပြနဲ့ညိုသီးမုန်နဲ့သုံးစား 哎，你看着录路里边啥子？哥哥，来着老婆在下面，哥问你多少来聊天话的？哈哈哈哈哈！都不聊屁米啊！米啊！没呢，南昌没呢，把耳朵爱听话的。你那哪路哦？那边人知知道，米等我修多了米吹的越讲了。啊，修来多了米那我来修路米啊！怎么不要呢？南昌人呢，把耳朵来聊天话吧的，是嘛 es？俺老弟不笨的嘛，都完了。妈妈来啥去？怎么啦？应该要来要加不？我说南的，哎呐，哎呐，哎呐！ ပွဲစည်းပဲလျှောက်သွားသေးတယ်အញ្ញသူတွေကအေးငါမသိပါဘူးလို့ပွဲစည်းလျှောက်တာဘာကြီးတယ်လို့ပဲထင်သွားတာဘူးနောက်ကြပဲဘူးနော်နော်နော်မဟုတ်ဘူးတတော်များနော်တတော်များနော်ခြေချရတယ်မရှိဘူးဒီကြဆိုင်ထိုင်မယ်ဆိုရင်လည်းဘူးကြည့်တော်ဆိုင်မှာလူပြည့်ဒါပေမဲ့မုန်းဆိုင်နေမှာတော့လေလူတွေကဝယ်စားကြပါဝယ်စားရသူတွေရဲ့လူတွေကပွဲစီပါလမ်းလျှောက်နေကြပွဲစီကလည်းရိုးချင်းနေပြီကြာပဲဘာမှတိတ်ပြီးတော့လူစားစားမရှိပါဘူး ပြောလိုက်မှာကောင်းလေးချောချောလေးလည်းမတွေးခဲ့ကျွန်တော်တို့တကယ်သူပြောမှဆိုတဲပါကိုယ်ကမတွေးဘူးနော်တွေးဘူးကြောက်မှမရှိဘူးတွေးဘူးလားလူကြီးပိုင်းနေများတယ်ဘယ်ရောက်မှညားတယ်ကောင်းလေးပဲနမရှိရကြပါလို့ပြောပြီးခုကျမတို့အဲ့ဒါကောင်းလေးဟိုမှာတန်းစီနေတာဟိုဘာလဲပင်နေလည်းမစီဘူး။ဟာပင်နေလည်းပြလည်းမစီဘူး။အဲ့လိုကျမအားကြီးမစီချင်တော့အဲ့လိုတအားလူများပြောတာအလှတွေပြင်ထားကျမအလှတယ်မခံနိုင်ဘူးအဲ့နာ။လှပြီးဆိုအဲ့နဲ့သူများမျက်စိကြတယ်။ဒါသာကောင်းတယ်လေး။

ไอ้หูเป็ดลานนี่ชอบเลยเฉยมาปูตะตาว่ะลีอ่ะว่ะพี่อ่ะหลวงเว้ยอ่ะตลอดปูดาปูเลยจริงนี่ဟာမူလကျနော်ဘလူငွေကတော်တော်ပူတာပဲမခံရဘူး။အေးတောချမင်းတောချမင်းဘာမှမစားတော့ပါဘူးသွားမယ်ဆိုရ။ဗာလေးလည်းနော်လည်းနော်။အဲ့ဒါမို့ပွဲစည်းတွေရှင်တို့ကသွားပြီးပြီလားကျမတို့မူးပြီးပြီလားလို့အဲ့ဒါမှမလည်းရေးခဲ့ဦးကျမတို့မူးမော်သွားတာပဲကျမမပြောတော့ပွဲစည်းတွေ။ကျမအိမ်မှာအိတ်လိုက်တော့အားရှိရုံပါ။တော်ပြီတော်ပြီ။ ဘာမှလည်းမသိဘူးအားလုံးပဲမင်္ဂလာပါရှင်နော်အဖြစ်ပြက်လေးတစ်ခုကိုပြောပြမှာဖြစ်ပါတယ်အရှမ်းကိုတုံလုတ်ခြောက်ခြားစရာကောင်းတဲ့အဖြစ်ပြက်လေးတစ်ခုပါရှင်အဲဒီဖြစ်ပြက်လေးကတော့မာကြီးတို့မျိုးနယ်ထဲမှာဖြစ်သွားတယ်လို့ပြောရမှာပေါ့ရှင်မနေ့ကတော့အလူတွေလုံနေတော့မာကြီးက Facebook ဒီပိုင်းလည်းမဖွင့်နိုင်ဘူးကိုရီအိမ်နဲ့လည်းနီးရ32လမ်းဆိုတော့လေနော်အဲအဲ့ဟိုတယ်မှာဆိုလို့ရှင်လည်းအရင်တော့ဆိုရင်ကိုရီမောင်းနေတော့အမြဲသွားတဲနေရပေါ့နီးနီးနားနားဆိုတော့ခဏခဏသူတို့သွားအိတ်တယ်အိမ်မှာဆူညံရင်ဘိုင်းညာရင်ပေါ့ကွယ်အဲ့နဲ့ဖြစ်ကြတော့ မနေ့ကကိုကသိနေတယ်သူတို့တွေလာပြောတာလည်းအเจ้าကြီးကလည်းကြားတယ်ကိုကသိတယ်မသိကြအောင်စောင်းနေရကိုကလည်းမကြည့်ချင်လို့အတားကိုကွဲသိရမလားကိုကိုရဲ့မောင်ဝမ်းကွဲရဲ့မိန်းမလေးကအောက်မှာတွေ့ရမာကြီးတဲ့မာကြီးတို့လည်းတမီးရပြောကြရှိတယ်ဟိုကိစ္စသိပြီလားဤသိရလေးလို့ဘာဖြစ်လို့လဲဆိုရင်ကျမမကိုသူစိတ်ထားတဲ့တပ်ပုံကြီးပြလိုက်တာအေးလက်ကြီးတန်းလိုက်နဲ့ကျွတ်ကျွတ်အိတ်ကြီးတဲ့မှာအော်မြင်ရတွေ့ရတာလေးစိတ်ဆင်းရဲစရာပေါ့ သူကပြတ်လိုက်တာလည်းဘာမှမဟုတ်ဘူးလေကျမကကျမအိမ်သုံးလောင်းကိုပြန်တက်ရမယ်ဆိုတော့လူဆိုတာအတွေးပဲနော်ကျမအဲ့ဒီမြင်ခွင်းရေးတဲ့အဲ့အထုပ်ကြီးကိုမြင်ထားတဲ့ခါကျတော့ကျမလှေကားကိုပြန်မတက်ရတော့ဟာနေရလဲလို့ငါငါလှေကားတက်မဲ့ဟာကြီးကိုအတွေးတွေအားလို့ကျမညာနောက်ခွေးကြောင့်မှလည်းအိမ်နာထဲမှာသေးမပေါရေတော့အဲ့ဒါကြီးပဲမြင်ရောင်နေရမျက်လုံးထဲမှာလေတကယ်ပြောတာပါတခါတတိကြရင်လေအခုချိန်မှာလူတွေကဘာလဲလို့မြင်နေရှင်ကိုချင်းစာတရားကြီးမရှိကြတော့ဘူး တယ်လားအတ္တတွေတအားကြီးလာပြီးလုံရဲကြင်ရင်ဖြစ်လာရယ်ပေါ့ရှင်လူတယောက်အသက်တယ်ဆိုတာလွယ်လာမှမဟုတ်တာတကယ်တော့လေလူတယောက်ရဲ့အယိုးတွေလူတွေရဲ့အပားတွေခုတ်ထစ်ရတယ်ဆိုတာလွယ်ရာတော့မဟုတ်ကျမမသိလို့ပေါ့နော်ဒါတော့ကျမအတွေးပေါ့နော်ခြားသူတွေနဲ့ကျမနဲ့အတွေးတူလားမတူလားတော့မသိအဲ့ဒီဟိုတယ်မှာပဲအဲ့ဒီအဖြစ်အပျက်ကဖြစ်ခဲ့တယ်ဆိုရင်ဒါကျမတို့အတွေးပေါ့နော်ကျမတို့ကတာမန်ပဲတွေးလို့ဖြစ်မယ် ဲ့ဒီဟိုတယ်မှာတေွားတယ်ပဲဒါအဲ့ဒီဟိုတယ်မှာပဲခုတ်ထစ်နေတာဟိုတင်ရသူတွေမကြဘူးဆိုတာကိုတော့ကျွန်မနေဘလို့မှမယုံနိုင်ဘလို့မှမယုံနိုင်မရှင်လူတရားကိုဒီလိုခုတ်ထစ်ဟိုဟိုတုံဖြတ်နေရလေ တည်သွားတဲ့ကောင်မလေးအစားလဲစိတ်မကောင်းပါဘူးလို့တကယ်ပါဘာလို့လဲဆိုတော့ဒါဝတ်ကျွေးတွေပေါ့ရှင်တန်တရာမှာဘာလို့လဲဆိုပြောရှင်ကျမတို့တွေကဆူတောင်းမလို့မရဘူးတန်တရာမှာဘယ်တော့မှဆူတောင်းမမှနဲ့ဆူတောင်းလဲမမှနဲ့မစုံတွေးရမယ့်သူတွေကိုလည်းမစုံတွေးကြနဲ့သိလားခါသေးကြရင်လူတွေကလေခုပုံမှာမကောင်းရင်တော့တန်ရုံးစိန်တစ်ခုကြောင့်လေနောက်ထပ်ဘဝကြရင်တွေးရပါစေလို့ဆူတောင်းနေမဆူတောင်းနဲ့တန်တရာကိုဖြတ် ကျမကတော့လေဒီဘဝမှာစုံခဲ့ရရလေဒီဒီဘဝမှာကျမညီကိုမောင်နှမအစားကျမသားအစားကျမဒီဘဝမှာစုံခဲ့ရတဲ့သူတွေအကုန်လုံးကဒီဘဝစားပဲကျမဘယ်တော့မှသူတို့ပြန်မစုံချင်တော့ဘူးဒါကြောင့်မလို့ကျမဒီဘဝမှာလေအပီအပြက်ကျမလှူတယ်တန်းတယ်ကျွေးတယ်မွေးတယ်ပြတ်မစုံချင်ဘူးရှင် ်နောက်ထပ်ဘဝမှာနောက်ထပ်လူတွေနဲ့ကျမတို့တိထက်ကောင်းတဲ့ဘဝတွေကိုပဲထပ်ပြီးတော့ changes တွေပဲလုပ်ချက်တယ်ဒီလူတွေနဲ့ပြန်ပြီးစုံတွေ့မယ်ဒီတန်တရားဝဲပြည့်တဲ့မှာဒီဒုက္ခတွေပဲဆိုဘာတွေများပျော့စရာကောင်းပါလဲဒီဆုံးသွားတဲ့ညီမလေးကိုလည်းတကယ်ကိုစိတ်မကောင်းပါဘူးရှင်အသက်ကလေး24နှစ်လောက်ဆိုတာဘဝမှာအများကြီးလူလုံးဖို့ကြံသေးရည်နော်တကယ်တော့ကျမအမေပြောခဲ့သလိုပဲကျမမေကအရင်စကားပြောကောင်းတယ်သမီးရဲ့ကို့ ဒုက္ခအေးဆုံးသူကကိုယ်ချစ်တဲ့သူပဲဒုက္ခပေးရယ်ကိုယ်တဲ့တတ်ဖို့ကိုယ်မကောင်းချင်ဘူးကိုယ့်ရဲ့အိမ်တော်ဘက်ကပဲလုံလို့ရတယ်ပန်းတော်ဖို့ရှင်ကျမတို့ဒီဂရင်းကြီးတစ်ခုထဲမှာလင်းရင်များရတူတူအိတ်မယ်ဆိုရင်ကျမတို့တကယ်ထားတတ်ချင်တဲ့သူကဘသူဖြစ်မလဲကျမယောက်ျားပဲဖြစ်မှာပေါ့သူပဲကျမနာမှာရှိသူပဲကျမလှုပ်ချက်မှာပေါ့ကျမကလည်းဒီလိုပဲသူ့ကိုနာကြီးစရာကြီးများလာရင်ကျမလှုပ်ချက်မဲ့သူကကျမမျိုးသားကျမအိမ်နောက်ဘက်ကိုကျမပဲလှုပ်ချက်မှာပေါ့ ်ဒါပြောချင်တာလေဒါကြောင့်ချစ်တဲ့သူကပဲဒုက္ခပေးရဲ့ရှင်တို့အချစ်ကိုအရွေးမမနဲ့နော်ဒီမလေးတို့လည်းအရင်စိတ်မကောင်းပါဘူး32လမ်းထဲမှာဖြစ်ပွားခဲ့တဲ့ဟိုတယ်ပေါ့နော်အဲ့ဟိုတယ်ရဲ့အခန်းနံပါတ်ဆိုလည်းအရင်နာမည်ကြီးနေ502ပေါ့နော်ရှင်တို့32လမ်းပဲရောက်လို့ရှိရင်အိုက်ဘက်ကဟိုတယ်လေးတွေတဲမယ်မကြောက်တတ်ဘူးမလန့်တတ်ဘူးဆိုတော့502လေးမှာတဲကြည့်ပါလို့ကျမကတော့အကြံပေးချင်တယ်ဟိုတယ်နာမည်တော့ကျမကမပြောချင်တော့ပါဘူးရှင် ကိုကဘာဖြစ်လို့လဲဆိုတော့ဒီလောက်ကြီးခစ်တာနေမှာတော့ရှင်တို့လည်း Facebook ထဲမှာရိုက်ထည့်လိုက်ရုံပဲ32လမ်း hotel ရဲ့ဖြစ်ပျက်မှုဆိုပြီးတော့เนาะအဲ့ခါကျလို့ရှင်ရှင်တို့ hotel နဲ့မထွက်လာလိမ့်မယ် အဖြစ်လို့လဲဆိုတပတ်ကလည်းစီးပွားရေးလုပ်နေတဲ့သူဖြစ်တဲ့အတွက်သူ့တဲမှာဖြစ်သွားတဲ့သူမှလည်းဆုံးရှုံးမှုတွေကအများကြီးပဲရှိနိုင်တယ်လीနော်သိကြတာကတော့သူ့ရှိမှခုချိန်မှာ customer တွေလာမှမဟုတ်တော့ဘူးဘာလို့လဲဆိုလူဆိုတာကြောက်လန့်နေလीကျွန်မဆိုလည်းကြောက်လန့်နေကျွန်မဆိုလည်းသွားမှမဟုတ်ဘူးလीခါကြရင်လူတွေကိုပြောချင်တာကျွန်မပြောချင်တာအဲ့ဒါလေးတစ်ချက်ပဲကိုချင်းစားပါလို့ပိုင်ရှင်ရဲ့နေရာကိုကိုချင်းစားပေးပါလို့ရှင်တို့မုံလို့ဒီလူတရားကိုတတ်ချင်ရှင်တို့တတ်ချင်တဲ့နေရာမှာတတ်ခဲလိုက်လीရှင်တို့ဟိုတယ်တွေမှာတတ်တဲ့ခါကျတော့ဟိုတယ်ပိုင်ရှင်ဒီဘက်ကိုကိုချင်းစားကြည့်ပါဦး ကျမကတော့အဲ့လိုပဲမြင်တယ်နော်အားလုံးပဲမင်္ဂလာပါရှင်ကျမမနေ့ကတော့အရန်တော့လှနေနေမိကျမပြောပါတယ်ထက်ထက်လူမကိုကျမကအောက်မျက်ခုံးမသိနေမသိနေသူကတော့လှစေချင်ဟုတ်တယ်လေးနော်မျက်ခုံးဆိုတာလေသူတို့တွေမိကက်အတက်သမားတွေဆွဲပိနေတော့ကျမတို့မျက်ခုံးကြီးကအမတန်လှပါပြီးတော့လေအရန်ကိုမိုက် နောက်နေ့ကျလို့ရှိရင်ကျမတို့ကမျက်နှာတက်လိုက်လို့ရှိရင်မကြည့်မျက်နှာကရုံးယုတ်နေတယ်မျက်နှာကရုံးယုတ်သွားမျက်နှာရပြောင်ပြောင်ချောချောကြီးပြီးမျက်ခုံးမွေးတွေရိတ်တာလို့ရှိလို့ရှိရင်မဖြစ်လဲဆိုဒီမျက်လုံးအိမ်ရလေဖူဖောင်းရောင်ပြီးတယောက်ယောက်ထိုးထားတယ်လို့မျိုးပဲကိုယ့်မျက်လုံးနေပါလေအဲ့လိုမျိုးဖြစ်တာကျမပြောပါတယ်ထက်ထက်လူမာ မရောက်ကျမအတင်းရိတ်တာကျမမရိတ်ဘူးကျမမျက်ခုံးမွေးကြီးတွေရိတ်လို့ရှိရင်မနေတတ်ဘူးသိလားဘာလို့လဲလို့ပြောရှင်အဲ့မျက်နှာရပြောင်ပြောင်ချောချောကြီးဖြစ်နေလို့ဒီကြားတဲ့စကားမဆက်ကျမပြောပါအောင်မယ်ကျမမနေရတော့အရင်လာရလေ မြန်မာအင်္ဂလိပ်လေးနဲ့ကျွန်မမြန်မာအင်္ဂလိပ်ရဲ့ဖြစ်ပျက်ကိုလည်းပြအောင်မယ်ဒီမှာကြည့်ကျွန်မအရန်လာရယ်နော်ကျွန်မပြန်ဖြုတ်တဲ့အခါမှာအစင်မပြေလို့ဆိုပြီးတော့ထထလူးမှကျွန်မကိုဓာတ်နဲ့ဖြတ်သွားကျွန်မအင်္ဂလိပ်လက်တီသူဖြတ်တာမဆမ်းဘူးကျွန်မကိုယ်တိုင်လည်းအပတ်ရှူချက်ပြီးသိတော့မယ်ပြောပြမယ်ဒီခွင်းနဲ့ဒီဟာနဲ့ကိုချုပ်တာလားအစင်မပြေဘူးထဲ့လို့တော့မရဘူး ထဲ့ကန်ဒီမှာလေအရန်ခတ်ခဲတာဒီခွင်းထဲ့ရတာပေါ့အရန်ခတ်တာသူတို့တွေလေမိတ်ကပ်အာတတိဆိုတော့တည့်ရတိုင်းကလစ်တွေပိုင်းနဲ့တေးချညက် ပြီးထဲ့ပေးတော့မှတော်တော်ထဲ့ယူရတာယောက်ျားလေးအားနဲ့ပြန်ဖြုတ်တာရှင်ဒီခွင်းရဒီမှာပြန်ဖြုတ်တာအမတန်ခက်ခဲတာလုံးဝဖြုတ်လို့မရဘူးနောက်ဆုံးမှဖြစ်သွားလေအဲ့လိုမျိုးလေးပဲဖြစ်သွားတာဒါနဲ့ဖြတ်ကန်လိုက်ရတယ်အဲ့ဒါကြောင့် အင်းကြီးတစ်ထည့်ရလဲလေဘလောက်ပဲအပေါ်ရန်ဘလောက်ပဲလှနေလှနေဝေးရတဲ့သူဟာလေသူ့ခန္ဓာကိုယ်ထဲမှာ fit ဖြစ်မှာကောင်းတယ်သိလားကျမအင်းကြီးလေးကကျမ ဒါတွေကကျွန်မချုပ်ဝတ်တာပါရှင်တော်ဝင်စန္နာကအပေါ်ထက်မှာမြန်မာချုပ်တဲ့ဆိုင်ကြီးအများကြီးရှိရဲကျွန်မအဲ့ဆိုင်ကနေပြီးတော့ချုပ်ဝတ်တာအခုဒါအဲ့ဆိုင်ကိုလည်းကျွန်မဒါပြန်သွားပေးရအောင်မယ်ဘာဖြစ်လို့ဆိုအကုန်ကောင်းနေချုပ်ရိုးချုပ်သားလည်းအရန်ကောင်းနေနော်ဒီမှာကျွန်မတို့တို့ဘောလီဝုဒ်ပြည်နယ်တွေအတွက်ဘောလီအုံကက်ကလေးကလည်းအတော်ပဲနော်ချုပ်ရိုးချုပ်သားလည်းအကုန်ကောင်းနေဒီလက်မှာအစင်မပြေဖြစ်နေတာအဲ့ဒီအဝတ်ကြီးလုံးကတော့အစင်ပြေတယ်လို့ကျွန်မလည်းထင်အောင်ထင်မှဖြစ်ပေမဲ့တကယ်ဝတ်ကြီးရဲ့အချိန်မှာလုံးဝအစင်မပြေဘူးလက်ပဲပြီးတော့လေ အဲ့လိုဆိုင်နေမှာချုပ်တယ်ဆိုရင်တော့တက်တောက်တက်တာတော့တအားကြီးတော့မဖြစ်ဘူးခန္ဓာကိုယ်ထဲမှာတော့ fit ကတော့ဖြစ်နေလိမ့်မယ်အဲကျမတို့တွေကဒီလိုဝတ်စုံတွေဝတ်ပြီးတော့လည်းကျမတို့တွေကဟိုဘစကိုင်းတွေတိုးစီမှလည်းမဟုတ်ဘူးလေနော်လမ်းမှာဈေးရောက်မှလည်းမဟုတ်တဲ့အတွက်တို့က fit site ကလေးပဲလှလှလေးတော့ရှိနေလိမ့်မယ်တအားကြီးတော့ပေါ်ပါရတာတော့မရအောင်ဒါပေမဲ့အင်ကြီးလေးကတအားလှတယ်ကျမအင်ကြီးလေးကတအားလှတယ်အခုပြန်သွားပြင်ရမယ်ရှင်အဲ့ဒါပြောချင်တာပြီးတော့အခုချုပ်ဝင်လို့ရှိလို့ရှိရင်အဲ့ဆိုင်မှာပိတ်ဆာရောချုပ်ခရောဘာရောညာရောဆိုအပီစီနှစ်သိန်းလောက်ကြတယ်အင်းကြီးတစုံ ဒါပေါ့ပေါ့ပါပါပဲချုပ်တာနော်ကျမချုပ်တဲ့ဆိုင်ကတော့အိတ်ချူးဆန်မှာအိတ်ချူးဆန်ဆိုင်ကနေကျမချုပ်ဝတ်တာပါကျမသွားပြင်ရအောင်မယ်သွားပြင်ရအောင်မယ်ကျမအဖြစ်ပြက်ကအလုံးအားလုံးပဲမင်္ဂလာပါရှင်မနေ့ကပတ်စံကောင်းတဲ့အဖို့ကမပြီးသေးဘူးသီလားရည်ရတာအမောမဲနေဖက်ကြီးကျမတို့မှရည်ရတာဒီမှာဒီမိသားစုကိုမတနာတဲ့တော့ဒီမှာကျမပေးတဲ့ပတ်စံတွေရွှေနက်ကတောင်လုတ်သွားပြီအဲ့ဒါဘယ်လောက်ဖို့လဲ၆သိန်း၆သိန်းဟုတ်ကျမပေးတဲ့မိုးဘိုးတွေကျမရှိမှာကောက်တာသူတို့က ောက်ပြီးသားအဲ့ဒီမှာကောက်ပြီးသားအနေတိုင်းမတက်တာကျားတယ်နော်ကျမပြောပြမယ်လေးကြီးလိုက်ဘိုးပြမယ်ကျားလေးဘယ်လိုကောက်ပါလဲဟာအတင်းကိုလူလက်ပြီးတော့ကောက်ပါလားမိန်းကလေးချက်အောင်နော်တော်သေးသေးခွဲကောက်ရတာမိန်းကလေးကတက်တက်ယောက်ျားလေးကတက်တက်အဲ့ကျမှာယောက်ျားလေးကကောက်လို့ဆိုတော့သူတို့ဖယ်သားတာဘာလို့ဖယ်သားလဲချိုးကမ်းမှာလို့လူတော့အားနေတယ်လူတော့ထိသွားမှာဆိုတော့အဲ့ဒါကြောင့်သူတို့ဖယ်သားတာအဲ့ဒါကသူကအနေတိုင်းမတက်ပဲနဲ့အိုက်ရနေပြီးတော့ပြီးတော့အဲသဘင်ကမဖိမပြည့်မစက်တဲ့ဒီလာလမ်းမှာပလုံကောက်တဲ့သူမဟုတ်ဘူးသူ 哎，把这马批评了养我话，这马身边老娘不欠账呢。比如这马别扭了，连看哪里会没地方呢？这马买椅子啊，那飘不样，这马你要崩嘛？这马我不要了，没得乌的，这马抱嘛别扭呢，看哪里？哎姐，你好，对不起。乌的乌的，就这你要过来嘛？猛来的嘛的，猛我乌的啦，这马哎呀，这马这马呢？然后这马现在不打车。 ရဲ့အခန်းရဲ့မှုရပေါ်မှာတော့ခြေောက်တင်တက်တက်ပြီးတော့အဲ့ညယောက်ကတက်ကြည့်တာเนาะကျမအခန်းထဲမှာသူတို့အဲ့အပောက်ကနေချောင်းတာတယ်ပါသူတို့ကလည်းတဲ့မှာပေးကောက်လိုက်ပါတဲ့တနာစီကသူတို့ကလည်းကောက်ပြီးပြီးမတနာနဲ့တနာတဲ့သူတွေတနာတဲ့ဆိုတော့အုပ်စုသူတို့နှစ်ယောက်ရဲ့သူ့ရဲ့ကိုအိမ်ခေါ်ပြီးကောက်ခိုင်းရှင်တို့ချင်းတနာ သွားသေးတယ်ဝိုင်းမှာဝိုင်းခိုင်းရတယ်အေးလေးကိုတို့တော့လဲမှာဝိုင်းမရှိဘူးတနာကအဝိုင်းနဲ့အဝိုင်းနဲ့ဒီမှာအဝိုင်းနဲ့ဆိုရင်အဲ့ဒါဘလောက်ပြောပြောပြောလို့မရလက်ထိမှာဆိုလို့ပြောတာနောက်ပြီးတော့နောက်တစ်ပုတ်ပြမယ်မမမမကြည့်ပါဦးနဲ့မတနာနဲ့မတနာနဲ့မတနာနဲ့တော့နှစ်ယောက်ပေါ့မတနာနဲ့တနာရအကြောင်းမရှိဘူးအောင်ချောင်းကြီးရသူတို့ကောက်တာဘယ်လိုကောက်လဲကြက်လေးဘယ်လိုကောက်လဲချောင်းကြီးရကျမအဲ့တဲကိုပေးမဝင်ဘူးလုံးဝ းမဝင်တဲ့ခါကျတော့သူတို့တွေကကြည့်စရာနေရာမရှိဘူးသူတို့ကပေးဝင်လေသူတို့ကအနာခနာငိမ်မဲ့ဟာတွေမဟုတ်ဘူးလက်ရိုက်လက်နဲ့သွားကောက်မယ်ခြေထောက်ရကျောင်းနဲ့ကောက်တယ်သူတို့ကျိုးမှာဆိုကျမတကားကြီးကိုပိတ်ချပိုက်တာကောက်ကမ္မနာသမားရဲ့ကျမရဲ့ပဲရှိပြီသူတို့အုပ်စုလိုက်အုပ်စုလိုက်ကျမတို့အဲ့လိုအိမ်ထဲခေါ်တာတအုပ်စုစီကောက်ခိုင်းတာအဲ့ဒါသူတို့ကမတနာနဲ့တနာကမှကျမကိုတနာမှာအောက်မှာကျမမှုရာကြီးတိလာအဲ့ဒါသူတို့ချက်ပြီးတက်နေပြီးကြည့်လာနော်မာကြီးအဲ့အောက်မှာတထေးအိတ်တဲ့အိတ်ရာရှိရဲ့အိတ်ရာမှာတက်နေတာသူတို့တက်နေပြီး င်ပြီးတောင်းပြန်ချာဖုန်တွေရောတဲတွေရောဒီမှာဒီမှာအတနာနဲ့ကျမမိုးရကျမမိုးရဆိုတော့စတူဒီယိုကြီးဝယ်ထားတာတနင်းဝါကြလိုက်တာကျမမိုးမိုးရမှာမာဒီဟာမနေရဒါတနာရတယ်ဒါတနာပြန်တနာမှာကျမဟိုအဆန်ကျရတာကျမပြောခင်ရတာကျမကောင်မလေးအော်တာကျမနော်မတနာနဲ့တော့သူ့ကိုလေသူတို့ကတမျိုးမဲကြည့်လိုက်ဦးကျမတို့ကပပဆိုလဲအော်ပေးရတာကင်မရာကြီးချိန်ပပကိုလည်းမတနာနဲ့ကျမတက်ဆုပ်ကြီးပေးလိုက်ကြကျမလက်နဲ့နော်ဂျဲလေးလေး တပါမဲတောက်တယ်မဲမဲနေနေတော့နော်ငါမဲသောစကားပြောတာမြတ်တာလေ तू ကကင်မရာရိုက်ပေးရတာနင်တို့ကင်မရာရိုက်ပေးမဲ့ तू ဘာလို့ရှိလဲနင်တို့ကောက်ချင်နေတယ်နင်မက်တာတွေ့ကိုစိတ်တိုင်းနဲ့တွေ့နှလုံးသားနာဖို့ရေးချင်တယ်တဲ့တဲ့ချိန်မှာပါကျင်တဲ့ဟာပါမယ်လေအဲ့ဒီလေပါကျင်တဲ့ဟာပါမယ်မအောင်မအောင်ကျွန်တော်တို့အားကြောင်းဝါလားအားကြောင်းပါကျွန်တော်တို့ချက်ပြည့်တယ်ကျောင်းမြတ်ငါပြောခဲ့တာဒီလိုချင်းကင်မရာရိုက်ဟိုကနေကနေကနေမလို့နဲ့ င်သွားလာတယ်။အဲ့ဒါကြောင့်တော့ငါတွေကမဆက်တဲ့။အဲ့ဒါကြောင့်ရနေကြတာလူရနေပါသက်တော့တာ။အာ။အဲ့ဒါကြောင့်ပေးမကောက်တာအဲ့လိုကိုရိုးရိုး။ဟုတ်ကဲ့။ဦးသမီးကလည်းလည်းအမေမိုးလား။ဟောလို့ရေးတင်တာ။သူစာရေးတင်တာ။ဦးသမီးကလည်းလည်းအမေမိုးလား။အဲ့ဒါစီးရင်တွေကိုလုတ်ပေးတင်နေ။စီးရင်ကအိမ်မှာစီးရင်စိတ်